อะกูก็จ้ะเนาะโกยะตะบัวลงมาโกอัจฉิสงลูไอ้ลูโหมัวแก๊สหลบไปตัวมั้ยไอ้ตัวเจ้าไม่รู้ดีนักขุเตยอ่ะนี่เตชะเลยื้อไปท่าปอเนาะถ้าส่วนเนาะยะไปဖိုင်ဝဲနေကြည့်ရခါမှာဖိုင်ဝဲရဲ့အချစ်ဆုံးလူကကိုကိုကိုဖြစ်ပါတယ်။ဘာကြောင့်ကိုကိုကိုဖြစ်တာလဲဆိုတော့ တဖက်မှာကပေါ့နော်ကိုကမိဘနဲ့ပတ်သက်ပြီးတို့မဟုတ်မိသားစုနဲ့ပတ်သက်ပြီးတော့ကံတိတ်မကောင်းဘူးနောက်တစ်ခုကကျတော့ကိုကကိုကိုကိုနည်းနည်းပူအားကိုတက်တယ်ဆိုတဲ့ပုံစံနေထားမျိုးဖြစ်တတ်တယ်ကိုဘွားမှာကမချစ်တာတော့မဟုတ်ဘူးကိုရဲ့အချစ်နဲ့ပတ်သက်ပြီးတော့ကိုကကိုကောင်းတဲ့လောက်အတိမတ်ပြုမခံရတဲ့ပုံစံနေထားမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်ဒီမှာဒစိမ့်ပေါ့ကိုကအချစ်ရေးပုံစံနေထားရချစ်တဲ့သူကြတော့ ။ तू อ่ะမိသားစုနဲ့ပတ်သက်ရင်အဲ့လူွားလေအရန်လွှမ်းမိုးခံရတဲ့လူပေါ့။ဥမာ तू อ่ะအိမ်မှာဆိုရင်သူ့ရဲ့မိသားစုကသူ့ရဲ့အခြေအနေထိလာပြီးဆွတ်ဖတ်တာမျိုးအဲ့လိုမျိုးပေါ့နော်။အပေါင်းအသင်းတွေကဆွတ်ဖတ်တာမျိုးအဲ့လိုမျိုးခံရတဲ့လူပုံစံနေထားဖြစ်တတ်တယ်။ပြီးတော့အဲကိုချင်းနဲ့တက်တဲ့လူပုံစံနေထားမှာသူ့ရဲ့ဇပင်လေးကခါလီဟဲလီဖြစ်တတ်တယ်။ဇပင်လေးကအဖြောင့်ဆိုရတဲ့လိုင်းတွန်လေးတွေရှိနေတာမျိုးတဖက်ရဆိုရင်မလားစပင်လေးတွေကောက်တာမျိုးအဲ့လိုမျိုးဖြစ်တတ်ပြီးတော့တရိတ်ဆန်လေးတွေနဲ့ပတ်သက်ရင်ကျင်နာတတ်တယ် အဲဒါမဲ့တစ်ဖက်မှာကြာတော့ဘယ်လိုမျိုးဖြစ်တတ်လဲဆိုတော့သူကကြာတော့လေအဲကိုယ်မချစ်တာတော့မဟုတ်ပေမဲ့ပေါ့နော်သူကသူ့ကိုယ်သူပိုချစ်တဲ့ type ပုံစံနေထားမျိုးဖြစ်တတ်တယ်အဲအဲ့လူကသူကဘယ်လိုလဲဆိုတော့ခန္ဓာကိုယ်ပုံစံနေထားอยู่ဆိုရင်အရင်မပိန်ဘူးအရင်မဝအောင်မပိန်မဝပုံစံနေထားမှာဖြစ်တတ်တယ်ပြီးတော့နေကြပန်းနေပါရဲ့ကြိုက်တတ်တဲ့ပုံစံသဘောမျိုးဖြစ်တတ်တယ်နောက်တစ်ခုကကြတော့အသားရည်နဲ့ပတ်သက်ရင်လက်တယ်ပြီးတော့ကြတော့အဲ့လိုမျိုးကိုယ်နဲ့ပေါ့နော်ဟိုလူမျိုးမကြူတာတော့မဟုတ်အဲ ဒါမှမဟုတ်သူနဲ့ကိုနေရပေါ့နော်အဲ့လိုမျိုးအနေထားတွေကွာလာမျိုးပေါ့အဲ့လိုမျိုးဖြစ်တတ်တယ်အသက်ရွယ်ကွာတော့လကောင်းဒို့မဟုတ်တစ်ဖက်မှာသူနဲ့ကိုနေအနေဝေးတော့လကောင်းဒီလိုမျိုးတွေဖြစ်တတ်တယ်ပြီးတော့ကိုကတစ္ဆာဖောက်ခြင်းခံရတတ်တဲ့ပုံစံနေထိုင်မှုတွေရှိတယ်ကိုကမှာအဲ့လိုချစ်ပြီးကကြာမှာအဲ့လိုကြောက်ကိုကသူကတော့ငါပေါ့ဒီလိုမျိုးကြီးတွေမလုံလောက်ပါဘူးပေါ့အဲ့လိုမျိုးတွေစင်စာတွေးခေါ်ပြီးတော့နောက်ကြတော့သူက အဲကို့အတွက်မကောင်းတာတို့အဆင်မပြေတာတို့ပေါ့နော်အဲသူ့ဘဝမှာဆိုလို့ရှိရင်အဲမိသားစုနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်သူ့ရဲ့အချစ်ဟောင်းနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်အဲ့လိုမျိုးနဲ့ကို့စိတ်တန်ရစိတ်ဒုက္ခပေးတာမျိုးတွေအနေထားရှိတတ်တယ်။ကိုကအဲ့လိုလူနဲ့ကြုံတွေ့ပြီးတဲ့အခါမှာကို့ဘဝမှာကိုကငါသားလင်းဘယင်ငါသားလင်းဘယင်မဆိုရဲပုံစံအနေထားနဲ့ထပ်ပြီးတော့ ကိုတည်းမကောင်းတဲ့အရာတွေကိုရဲ့အိမ်မက်ဆိုးတွေတချို့သောအရာတွေခွာချပြီးအကောင်းဆုံးတွေအတွက် prepare လုပ်နေတဲ့ပုံစံမျိုးပြင်ဆင်နေတဲ့ပုံစံတွေဒါရှိတယ်။အဲ့အတွက်အကောင်းဆုံးတွေလာနိုင်မလားအခြေအကျံကောင်းနိုင်မလားဆိုတော့လုံးဝ sure လုံးဝကံကောင်းမှုရှိ။အဲ့တော့ဒီအရာတွေအတွက်ဘယ်တော့လောက်ဖြစ်မလဲပေါ့နော်။အဲ့အတွက်ဒီအရာတွေအတွက်ကိုကိုကတဖြည်းဖြည်းနဲ့တော့ဒါအဆင်ပြေလာရေကိုက ဘဝရဲ့အမှောင်တို့ဘဝရဲ့ဆိတ်ရှုပ်ထွေးမှုတွေကတစတစလေးနဲ့ကိုကိုတိုင်တော့တေချာလေးမတဲ껙ဘူးဆိုပေမဲ့အရှိလေးကိုကတက်နေပြီအလင်းရောင်ကမြင်နေရပြီအလင်းစားမြင်နေရပြီကိုကနည်းနည်းလေးပို့ပြီးတော့ထက်တက်လိုက်မှုပဲလိုအပ်တာအဲ့တော့အချိန်တစ်ခုတော့ပေးပါအခုကနေတနေ့တွင်းတော့တေချာလေးတိုးတက်ပြောင်းလဲတာမျိုးရှိမယ်ဒါပေမဲ့ဒီနေရာမှာ မောကဘာပြောချင်တာလဲဆိုတော့လေကိုကကိုစိတ်ကိုကိုမနိုင်ဘူးတကူကူဆိုရင်နည်းနည်းလေးအမောင်နဲ့ပေါ့နော် negative တဲ့ပြန်ပြန်ခေါ်သွားတက်နေတယ်အဲ့အတွက်ဒီရလေးဆင်ကျင်ပေးရင်တော့ရပါပြီလို့ပြောချင်ပါတယ်နော်ဒါကတော့ဖိုင်ဝန်အတွက်ဖြစ်ပါတယ်โอ้ဖိုင်2ဖိုင်2ကကြတော့အရန်ကိုတကယ်ကိုအလဲအကွဲနော်အလဲအကွဲဆိုတော့ကိုကချစ်လိုက်တိုင်းကွဲပြေးအဲ့လိုမျိုးတွေအဲ့တော့ဘာကြောင့်ဖြစ်လဲဆိုတော့ကိုကအရန်ချစ်တတ်တာပေါ့နော် ကိုကတစ်ဖက်မှာလေနည်းနည်း skin shield လေးနေလုံးလိုက်တယ်တို့မဟုတ်အဲ့လူကကိုပေါ့ကုန်နော်ကိုနဲ့ပတ်သက်ပြီးသူကနည်းနည်းလေးကောင်းပြလိုက်တယ်သူနဲ့ကိုယ်နဲ့စကားလေးတွေပြောလို့အဆင်ပြေရတယ်ကိုကလေလုံးဝရေးတည်လားသူ့ကိုကို့ဘွားထဲမှာသူသားလေးအကောင်သူသားလေးအဆင်ပြေအဲ့လိုမျိုးလုပ်တတ်တယ်ကိုကအဲ့လိုမျိုးတွေးလိုက်တယ်ရွေးလိုက်တယ်ကိုကအများကြီးစိတ်ထဲမှာထဲ့တယ် crash တယ်ဒုမဟုတ် home jet တင်ပြတန်ရောစင်မဖြစ်ဖြစ်တချို့ဆိုရင်ဒီမှာ set check တွေတောင်ရှိရနော်မောကတော့ဒါပွင့်လေးပဲပြောတတ်တာဖြစ်တဲ့အတွက်အဲ့လိုအနေထားအထိရောက်ပြီးရတာကမှပြီးကြတော့ မတဲမကွဲနော်ဘာမှတိတ်ရှိမရောက်တဲ့ပုံစံမျိုးဖြစ်သွားတတ်တယ်ပြီးတော့ဒီနေရာမှာကိုကချစ်လိုက်ပါပြီဆိုမှသူကလေတုံးပွင့်ဆိုင်ဇလန်းနေအဲတဖက်ရကိုမလေးရွေးချက်စရာပေါ်တယ်သူမလေးရွေးချက်စရာပေါ်တယ်ဒါပေမဲ့ကိုကကိုရဲ့ရွေးချက်စရာကိုကြတော့ तू ကသာကိုဘောကောင်းမယ်ဆိုကိုကလွှတ်ချအဲ့လိုအရာတွေကို तू ကအဲ့လိုမလုပ်ကိုရဲ့နှလုံးသားအဲကိုရဲ့အချစ်တွေကို तू ကတိတ်ပြီးရောပေါ့နော်အဲ့လိုတန်မိုးမထားတဲ့ပုံစံမျိုးဒီလိုလူမျိုးပေါ်မှာကိုကတော်တော်လေးချစ်တယ်ဆိုတဲ့ပုံစံနေထားမှုကြက်ရောက်တယ် ပြီးတော့သူ့ရဲ့ပုံစံဒီထားကိုကြည့်တဲ့အခါမှာအသားဖြူတယ်အဲလူပုံစံကမျက်နှာဝိုင်းတဲ့ပုံစံဒီထားမျိုးဖြစ်တတ်တယ်ပြီးတော့ကြောင်နည်းနည်းလေးပေါ့နော်သူ့ရဲ့စိတ်ကခံမရခက်တယ်တချို့ຢာတွေမှာနည်းနည်းလေးအဲအဲ့ဒါဘယ်လိုပြောလဲဆိုတော့ကတိတယ်ပေါ့နော်အဲတစုံထိုးဆန္ဒမျိုးလေးတွေကိုကသူ့ဥရားတယ်ဒါပေမဲ့ကိုကသူ့အဲ့အကျင့်ကိုမကြိုက်ပေမဲ့အဲသူ့ကိုချစ်နေတော့တီးခံရတယ်အဲ့လိုမျိုးလေးပေါ့နော်ဖြစ်တတ်တယ် ပြီးတော့လူမှုဆက်ဆံရေးပိုင်းမှာနည်းနည်းလေးအဆင်မပြေဘူးပေါ့နော်အဲ့လိုမျိုးလူမျိုးလက်ပေါက်ကတ်တဲ့လူမျိုးဒီလိုမျိုးလေးဖြစ်တတ်တဲ့သဘောမျိုးကြုံတတ်တယ်ပြီးတော့ तू ကဘယ်လိုမျိုးလဲဆိုတော့ကို့အနေနဲ့ကပေါ့နော် तू ကတော့ကို့ကိုဒါအဆင်ပြေလောက်တယ်တော့ကိုကကြွက်ကိန်းလေးနေနဲ့တွာတာဖိုင်းထူးကြတော့နည်းနည်းလေးကြွက်ကိန်းလေးတွေပါလာမျိုးကကို့ဘွားအတွက်တော်တော်အဆင်မပြေရမျိုးဖြစ်တယ်အဲ့တော့လူရွေးမှားတာမျိုးလုံးလုံးမရဘူးကို့ဘွားမှာလူရွေးမှန်ဖို့ပဲချိန်ကြီးဆောင်ရမလဲဆိုတော့ကို့စိတ်တည်ငြိမ်ပြီးတော့ကိုကလုံးဝအာငါဒီ သူတို့နဲ့သူတို့ပေးတဲ့အတိုင်းငါပြန်ပေးမယ်။ဒါမဟုတ်သူတို့ငါအများကြီးကောင်းမပေးတော့ဘူး။ငါဘွားအတွက်ငါကောင်းတဲ့အရာရင်လုပ်မယ်ပေါ့။ကိုယ့်ကိုယ်ချစ်တတ်မယ်ပေါ့။အဲ့လိုမျိုးဖြစ်ပြီးမှတွေ့မှာ။မဟုတ်ရင်ကိုယ့်ကိုယ်မချစ်တတ်တွေ့ကိုယ့်ကိုယ်မတနာတွေ့အဲ့လိုမျိုးတွေနဲ့ပဲကြုံတွေ့နိုင်တယ်။အဲ့အတွက်တေးချာတတိထားဖို့လိုအပ်တယ်။ဖိုင်းတို့တွေကရေးစားများမယ်တော့မဆိုလိုပေမဲ့ရွေးချယ်မှုတွေမှာခဏခဏရွေးရတတ်တယ်။အဲ့အတွက်ကြောင့်မို့လို့တေးချာလေးစင်ကြယ်မှာ အာပေါ့နော်ဒါဆိုရင်တော့ပိုကောင်းမှုအဆင်ပြေပါလိမ့်မယ်လို့ပြောချင်တယ်ဒါကတော့ဖိုင်းတူတွေ့အဖြစ်အဲ့တော့မွန်တီနေလုတ်ပေးလိုက်တဲ့အရာလေးတွေကတခုခုပေါ့နော်ဒါထိရောက်တဲ့ message လေးဖြစ်သွားရင်ပဲကျင်းနေပါပြီနောက်တဲ့ဖိုင်းတွေမှာပြန်ဆောင်ပါမယ်